အားလုံးပဲမင်္ဂလာပါ Massive Football မြန်မာ page နဲ့ PN channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တာကတော့စနေနေ့ညမှာကံပဲ Massive နဲ့ Everton အသင်းတို့ရဲ့ဝဲကျူတုံးသက်ချက်လေးပဲဖြစ်ပါတယ်ဟုတ်ကဲ့စနေနေ့ညကျွန်တော်တို့မလေးအချိန်ည10:00နာရီကျွန်တော်တို့မြန်မာအချိန်ရှစ်ခွဲမှာကံမဲ့ City နဲ့ Everton တို့ရဲ့ဝက်ကျူ၃၀ချက်လေးပဲဖြစ်ပါတယ်အခုလက်ရှိ Premier League မှာ၄ပွဲနိုင် တပွဲတည်းနှစ်ပွဲရှုံးထားတဲ့ကျွန်တော်တို့ Man City အသင်းနဲ့သုံးပွဲနိုင်နှစ်ပွဲတည်းနှစ်ပွဲရှုံးထားတဲ့ Everton အသင်းတို့ထိတိုက်တွေ့ဆုံမှုဖြစ်တဲ့အမှတ်ပေးစရာမှကြည့်ရမယ်ဆိုလို့ရှိရင်လည်း Everton က7မှတ်နဲ့အဆင့်ရှင်မှာယက်တည်နေပြီးတော့ Man City က7မှတ်နဲ့အဆင့်9မှာယက်တည်နေတယ်။ Man City မှာအခုခြေဆွမ်းပြနေတဲ့ Haaland, Doku, Foden, Donnarumma တို့လည်းခြေဆွမ်းပြနေသလို Everton မှာကျွန်တော်တို့ရဲ့ City ကစားသမားဟောင်းဖြစ်တဲ့ Jack Grealish ကလည်းခြေဆွမ်းပြနေတယ်။ City နဲ့ပွဲမှာသူတို့ Premier League ရဲ့ rules တခုရှိတယ်။အဲ rules ကဘာလဲဆိုတော့ ငှားချတဲ့ကစားသမားကသူ့ရဲ့ငွေအသင်းနဲ့တွေ့လို့ရှိရင်ပါဝင်ကစားခွင့်မရဘူး။အဲ့ဒါနဲ့အတူပဲ Everton မှာကပြောမယ်ဆိုလို့ရှိရင်တကယ်တမ်းကောင်းနေတဲ့ကစားသမားက Grealish လို့ပြောလို့ရတယ်။သူ့ပဲဖန်တီးပြီးတော့အဓိကထမ်းပိုးနေတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်။ဒီကစားသမားမပါဝင်နိုင်တဲ့အတွက် Everton ကတအားအမဝိဖြစ်တယ်။အဲ့အတွက်ကျွန်တော်အမြင်ကိုပြောမယ်ဆိုလို့ရှိရင်တော့ Everton ကဒီပွဲကိုနိုင်မှုမျှော်လင့်ချက်ရခိုင်တော့နေတယ်။သို့တော့ကျွန်တော်တို့ City က Everton ကို ကိုပေးလိုက်ရမယ်ဆိုလို့ရှိရင်တော့မလွယ်ကူဘူး။ဘာဖြစ်လို့လဲဆိုတော့ CT ကပြီးခဲ့တဲ့ပွဲစဉ်တွေကိုကြည့်ရမယ်ဆိုရင်အားရပါရတွင်းကိုတွေအများကြီးနဲ့နိုင်ထားတာမဟုတ်ဘူး။ကပ်ပြီးတော့နိုင်ထားတာနဲ့နောက်ဆုံးမိနစ်တွေမှာပြန်ပြီးတော့ဂိုးပြန်ပေးလိုက်ရလို့တည်ကြသွားတဲ့ပွဲတွေနဲ့နောက်ပြီးတော့ CT ကအရင်လိုမျိုးနောက်ဆုံးမိနစ်ထိကြံ့ကြံ့ခံကောင်းနေတဲ့ကစားသမားကောင်းနေတဲ့ကစားကွက်မဟုတ်ဘဲနဲ့အနိုင်ကိုထိန်းဆုပ်လာတဲ့ ပေါ်မှာကျွန်တော် CT ကို100%တော့မယုံဘူးသို့တော့ CT စစစစကိုးတွေတွေးပြီးတော့ပွဲကိုဖျက်လိုက်မယ်ဆိုလို့ရှိရင်တော့ပူစီ3စီလောက်နဲ့ပြီးသွားနိုင်တယ် Everton မှာကျွန်တော်တို့ Grealish မပါတဲ့အတွက်တော့ Everton အတွက်တော့စိတ်မကောင်းဘူးဒါပေမဲ့ကျွန်တော်တို့ CT အတွက်ကတော့ဒါကပျော်ရွှင်မှုတစ်ခုပဲအဲတော့ကျွန်တော်တို့ CT နိုင်ဖို့ရခဲ့လို့များတယ်ကျွန်တော် CT က Premier League ရဲ့နောက်ဆုံး၄ပွဲစတိုက်မှာ၃ပွဲနိုင်တဲ့ပွဲတည်ရက်လက်နဲ့ကစားထားတယ်လို့ကျွန်တော်တို့ Premier League ကိုစိန်ခေါ်ဖို့အတွက်ဖြည်းဖြည်းဖြည်းချင်းခြေလှမ်းစလှမ်းလာပြီ CT ကအထနေတဲ့အသင်းဖြစ်တယ်။ CT ကို၅ဘွဲလောက်ကြည့်ပြီးတော့ CT ကဒီနှစ်ကတော့ Premier League မရဘူးလို့ပြောလို့မရဘူး။အဲ့လိုအသင်းမျိုးကျွန်တော်တို့ Man City ကအထနေတယ်။တဖြည်းဖြည်းတဖြည်းဖြည်း momentum ပြန်မှန်သွားပြီဆိုလို့ရှိရင်ရှုံးဖို့ခက်တဲ့အသင်း။ဒါက Guardiola နဲ့ City ကပြခဲ့တဲ့တက်တေကမနှဲတော့ဘူး။အဲဒီဘက်ကိုလည်း City ကယုံကြည်မှုရှိရှိနဲ့ပဲဆက်ပြီးတော့ရှင်ပြိုင်သွားမယ်လို့တော့မြင်မိတယ်။ Everton ကတော့ကျွန်တော်တို့ Premier League မှာမရှုံးသေးတဲ့ကျွန်တော်တို့ Palace ကိုသူတို့ နိုင်သွားတဲ့ပြီးတော့ momentum ပြန်ကောင်းလာတယ်အဲ့တော့ဒီဘက် momentum ပြန်ကောင်းလာတယ် city ကတော့တတီငင်ငင်ပဲကစားသွားမယ်လို့တော့ကျွန်တော်ထင်တယ်တောက်တောက်တတာတော့နိုင်မယ်လို့တော့မထင်မိဘူး everton မှာ england group ကိုယ်တိုင်ဖြစ်တဲ့ p4 ကလည်း city နဲ့တွေ့ရင် less one ပြလေးရှိတယ်အခုလက်ရှိလည်း तू က form ကောင်းနေတယ်ဆိုတော့ကျွန်တော်အမြင်ပြောရမယ်ဆိုရင် city ကခတ်တော့ခတ်နိုင်တယ် head to head ကိုကြည့်ရမယ်ဆိုရင်33ချိန်တွေ့ထားတယ် city ကအချိန်20ချိန်နိုင်ထားတယ် everton ကတော့6ချိန်ပဲနိုင်ထားတယ်ကျန်တဲ့9ချိန်က တည်ရကြထားတယ်။မနစ်က Everton နဲ့တွေ့ဆုံမှုကိုကြည့်ရမယ်ဆိုလို့ရှိရင် City အင်္ဂွေမှာတည်ရကြခဲ့တယ်။ Everton အင်္ဂွေမှာတော့ City က Z2 နဲ့နိုင်ထားတယ်။ City ကအခုဒဏ်ရာနေပြန်လာတဲ့ကစားသမားတွေဖြစ်ကြတယ်။ကျွန်တော်တို့ Marmosh, Cusano, Chiki, Aknori, Rodri, Kovacic တို့လည်းလူဆုံတက်ဆုံနဲ့ City ကအမှတ်ယူဖို့ပဲကြံတော့တယ်။အဲတော့ပွဲထွက်လူစင်းကိုကြည့်ရမယ်ဆိုရင်ကိုသမားမှာကျွန်တော်တို့ Donnarumma ရှိမယ်။ခန်းစစ် main နေရာမှာကျွန်တော်တို့ကြိုက်တဲ့လူတွဲလို့ရတယ်။အဲမှာ Robin Diaz နဲ့ ကျွန်တော်တို့ Guavario တွဲမလားဒါမှမဟုတ် DNA Stone တွဲမလားဒါမှမဟုတ် Guavario နဲ့ကျွန်တော်တို့ Nitan Aki တွဲမလားကြိုက်တယ်လို့တွဲလို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့ left right မှာ Nico O'Reilly ရှိတယ် Louis ရှိတယ်ခုစားတော့ရှိတယ်နောက်ပြီးတော့ Agnori ရှိတယ်နောက်ပြီးတော့ Nuna ရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ကိုယ်လေကိုကြည့်မလား Rodri ရှိမယ် Nico Gonzalez ရှိမယ်နောက်ပြီးတော့ Bernardo Silva ရှိမယ် Oscar Bot ရှိမယ်ပြီးွားလို့ရှိလို့ရှိရင် Doku ရှိမယ် Foden ရှိမယ် Savinho ရှိမယ် ောက်ပြီးတော့ကျွန်တော်ချီကီရှိမယ်မာမူရှိမယ်ကျွန်တော်တိုက်စစ်မှာတော့ဟာလန်ရှိမယ်အဲ့တော့ကစားသမားတွေအားလုံး recover ပြန်ဖြစ်နေတဲ့ city ကို everton ကနိုင်ဖို့တော့ခတ်တယ်ဒါပေမဲ့ everton မှာ david morris ကပြောမယ်ဆိုရင်ခန်းစစ်ကောင်းကောင်းကစားတတ်တယ်နီးပြအဲ့တော့ခန်းစစ်ကောင်းကောင်းနဲ့ကောင်တာအတက်ကိုပြန်ပြီးတော့ဆော့မယ်လို့တော့ကျွန်တော်မြင်မိတယ် man city နဲ့တွေ့တိုင်းခြေစွမ်းပြနေတဲ့ကစားသမားတယောက်ရှိတယ်အဲ့ဒါတော့ payful payful ကတော့တကယ်ငစားဒီကောင်တော်တော်ကြောက်အောင်လဲကောင်အတင်းကြီးတွေတွေ့ရင်တော့တော်တော်ကြောက်အောင်လဲအဲ့တော့ payful ကိုကျွန်တော်တို့ City ကကိုအရင်တွင်းတွင်မတွင်းဘူးဆိုလို့ရှိရင်တကယ်လို့အခက်မတင်လို့ City ကဒါကောင်တာနဲ့ပြန်ပြီးတော့ Everton ကိုဂိုးပေးရမယ်ဆိုလို့ရှိရင် City နိုင်မှုခတ်သွားလိမ့်မယ်တကယ်လို့ City ဒါအရင်ကဂိုးသွင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အမြင်ပြောမယ်ဆိုရင်2စီ3စီလောက်ဖြစ်သွားနိုင်တယ်။တကယ်လို့ City ဒါအရင်အဦးဆုံးဂိုးသွင်းခံလိုက်ရမယ်ဆိုလို့ရှိရင်တော့အသေးကစားဖို့တော့မနည်းစဉ်းစားရလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ Everton ကတရားဦးမှာခန်းစစ်ကောင်းတယ်။နောက်ပြီးတော့ဂိုးသမားကောင်းတယ်။ Everton ရဲ့ကစားကွက်ကိုကြည့်ရမယ်ဆိုရင်4-2-3-1နဲ့ဆော့လိမ့်မယ်။သူတို့ကခန်းစစ်ကောင်းကောင်းနဲ့တောင်းခန်းစစ်ကောင်းကောင်း နဲ့ခုခံပြီးတော့ကောင်တာနဲ့ပြန်ပြီးတော့မက်ဆီတီကိုဒုက္ခပေးလိမ့်မယ်။စီတီမှာဘက်ကွာရီယိုလာက4141နဲ့ပဲဆော့နေတာဆိုတော့အခုလည်း4141နဲ့ပဲဆော့လိမ့်မယ်။ပြီးွားရင်ဘောလုံးကိုအဓိကထိန်းချုပ်ပြီးဆော့လိမ့်မယ်။ပြီးွားလို့ရှိရင်တို့လောင်းပတ်စ်တွေဒါမှမဟုတ်ပဲနဲ့ဒီတောင်ပံကနေပြီးတော့ခက် inside လုပ်ပြီးတော့ကန်တာတွေဒါမှမဟုတ်ပဲနဲ့တောင်ပံကနေပြန်ပြီးတော့ပြန်တင်တာတွေတို့နီးမျိုးစုံနဲ့ try လိမ့်မယ်။အဲ့ဒါကိုပဲ Everton ကကျွန်တော်တို့ခုခံလိုက်မယ် Everton ကခုခံပြီးွားလို့ရှိရင် Everton ကဒါကောင်တာပေါက်ပြီးဂိုးရသွားမယ်ဆိုရင် Messi အတွက်မချောင်းဒါက ဘာဖြစ်လို့မချောင်ဘူးလဲပြောလဲဆိုလို့ရှိရင် Everton ကအဲ့ချိန်ကျရင်ဘတန်းကိုအကုန်စုပိတ်ပါအဲ့ချိန်ကျရင်ဂိုးသမားကလည်းဒီဂိုးသမားကကျွန်တော်ခဏပြောသလိုပဲ City နဲ့တွေ့ရင်ကြောက်အောင်လေကောင်အဲ့တော့ဒီကောင်ကကြောက်အောင်ွားပြီဆိုလို့ရှိရင်အဲ့တော့ City ဘုရားပြတ်မယ်တည်တော်မနေဆော့ရလိမ့်မယ်အဲ့တော့ကျွန်တော်အမြင်ကိုပြောမယ်ဆိုရင်ဒီပွဲ Man City အမတ်ယူဖို့လိုအပ်တယ် Guardiola အတွက်လည်းဒီပွဲကအမတ်ရတဲ့နယ်လို့ကျွန်တော်မြင်မိတယ်အဲ့တော့ဒီပွဲကို Man City အနိုင်လို့ပဲကျွန်တော်မြင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကြည့်ရှုအားပေးကြတယ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် ျွန်တော် channel ကိုသဘောကျတယ်ဆိုရင် like subscribe လေးလုပ်ခဲ့ပြီးဘူးမြစ်တိုင်ရက်ခံပါတယ်ကွန်မန့်မှာလည်းမှတ်ချက်ပေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်